AI ကလေ Tin 7ကိုသူတို့ရဲ့ကြမ်းလာပါတယ်ဆိုတော့ Uranus Fasa အကွက်ပေးပြီးနှစ်ပွဲလုံးရှင်းကျင်တာဒါပေမဲ့လည်း AI ဆော့သွားတဲ့ Golden Fighter Flow ကတော်တော်လေးလိုအပ်ချက်ရှိသလိုနှစ်ပွဲလုံးကိုဘာမှမလုပ်နိုင်ပဲထူးစည်းနဲ့ပါရှုံးသွားတယ် Tin 7ရဲ့ Uranus Fasa အကွက်ကအားလုံးသိတဲ့အတိုင်းပဲ Uranus Jungle ရဲ့ Roma ကို aggressive ဆန်ဆန်ဆော့လို့ရတဲ့ hero တကောင်ကောင်ရဲ့ဥပမာဘာဇီးယားခါလီလိုကောင်းတွေ အဲ့လိုမျိုးဂျန်ဂလာနဲ့ရိုမာပေါင်းပြီးဘတ်ဒေးအသေးဒိုက်ဆော့တယ်နောက်ကဖာစာနဲ့ထောက်ပေးတယ်ဒါကသူတို့ရဲ့ကိုပိုင်အကွက် AI eSport ဘက်ကလည်းဒါကိုတည်တယ်တည်တည်နဲ့အဲ့လိုကောင်တွေတဲပေးပြီးတော့ရှင်းကျင်တာအဲ့ဒါကြောင့်လဲ Hiccup ကမစ်တစ်စီဆော့ခဲ့သလို Uranus တွေကိုဖြိုလို့ရတယ် Lunox လိုကောင်မျိုးအပေါ် face မှာတန်းယူတယ်ပြီးတာနဲ့ Flash Pit ပုံစံမျိုးထပ်ထားပြီးတော့ရီဆန်းရှင်ရဲ့ Fighter Golden Flow ပုံစံမျိုးထွက်လာတယ်ဒီနေရာမှာ အဲလစ်ပစ်ကတော်တော်ကောင်းတာဗျတဖက်ရဲ့အားလောက်ကိုလိန်နေမချက်မှာနိုင်တာဖြစ်တဲ့အတွက်ဖြဲဆော်ပြီးတော့ river မှာလာနေပေးတယ်အဲ့ဒီအတွက်ကြောင့်မလို့ကျွန်တော်အရှိဗီဒီယိုတွေထဲမှာပြောခဲ့သလိုထင်းဆဲဖန်ရဲ့ uranus နဲ့ blue bat စားပြီးတဖက်ရဲ့ buff အစိမ်းအသေးလေးတွေလာစားတဲ့အကွက်ကိုတေချာလေးထိန်းဆော်ထားနိုင်တယ်ဒီမှာဆိုမစီကာထားတာဖြစ်တဲ့အတွက် uranus နဲ့တိုးလို့မရဘူးတွေ့တယ်မလားဒါပေမဲ့ပြဿနာကတကယ်တမ်းတင်းဆဲဖန်ဘက်ကမစ်ကိုဖိတဲ့အခါ မက်ဆီကအဲလစ်အားလုံးကိုအပေါ်မှာလိမ့်နေမှချက်သွားနှိမ့်နေတာ ဆိုတယ်ဒီမှာဆိုရင် CK ကတော့ final slash တွေပါနေနဲ့လိမ့်မှာဖျဲနေတာ ကျွန်တော်သိတော့တော့အဲလစ်အားလုံးမက်ချက်ဆိုတာ MPL ဖိလစ်ပင်းတွေအင်ဒိုတွေမှာဆိုရင်အဲလစ်တွေက ပိုတာတယ်အဲလစ်ရပြီဆိုရင် hero တော်တော်များများကိုဖျဲဆော့လို့ရတယ်ဒါပေမဲ့ဆိုတာကဒီပွဲမှာမှမက်ဆီကလိမ့်နေမှချက်လာနှိမ့်နေတယ်အဲ့ဒီရဲ့ပြဿနာကတကယ်တမ်းသင်း7တတ်တဲ့ယူပြီးတဲ့အချိန် အလဲချန်ကလေးဝင်တိုက်ရော CK နဲ့မန်စီကြားရဲ့မှာမန်စီကနည်းနည်းလေးနောက်ကျနေတယ်ကျွန်တော်ထင်တယ်ပေါ့နော်ဒီချက်ပို့ပြီး Alice လိမ်းမှာဖျဲဆော့နိုင်မယ်ဆိုရင်အတိုင်းတာတစ်ခုထိဂျန်ကယ်တွေပြန်ကာလို့ရနိုင်မယ်အခုဆိုရင် Fast Star တဲ့နဲ့တင်တော်တော်လေးနှိမ်သွားတယ်ဒါကပထမအချက်ပေါ့လေနောက်ထပ်တစ်ချက်အနေနဲ့ပြောချင်တာက AI က Go Lane Fighter Flow တွေဆော့တဲ့နေရာမှာတော်တော်လေးအားနည်းချက်ရှိတယ်အလုံးသိတဲ့အတိုင်းပဲဒီမေတာ Go Lane ကို Fighter တွေ တန့်တွေထုတ်ပြီးတော့ assassin jungler နဲ့အာလီလိုက်ချပေးတဲ့ပုံစံမျိုးဒီမှာဆို AI ကရီဆန်ရှင်း jungler နဲ့ asma ဂိုးလိန်ဒီပွဲမှာ AI ဘက်ကအာလီပိုင်းစကန်းတာတဲ့ဘတ်တယ်တစ်ခုလောက်ပဲ asma နဲ့ဘတ်တယ်လာဆိုင်ပေးတယ်ဂျန်နဲ့ fight တွေကိုကြည့်မယ်ဆိုရင်ဒါတတ်တာတယ်ပေါ့နော် asma ကသူ့ဟာသူအောက်မှာ fan နေတယ်ဂျန်နဲ့သူ့အသင်းကတော့ဒီတာတဲ့ဘတ်တယ်မှာဖြစ်ချင်ရတယ်ဖြစ်နေရောဒီမှာဆိုတာဝါပါတက်ချိုးနေတော့အပေါ်မှာ share gank ခံရတယ် ဖီလဲဖိခံရတဲ့အမှန်ကဒီ flow မှာက ဖန်ချင်းဖန် ရီဆန်းရှင်ကအဓိကဖန်ရမှာအက်စမာကကြတော့အဖြစ်အနေနဲ့အာယုံလိုက်နှောက်ကမယ်အတန်းရှင်တောင်းကမယ်အသေးခံစရာရှိ သူခံရမှာပေါ့လေအဲ့ဒီလိုပြဿနာဘာလို့တက်လဲဆိုရင်မတ်အပေါ်ပျောက်တွေမှာအားနေလို့ဒီမှာဆိုရင်အတင်းကနေနေတဲ့အချိန်ဘလက်ကမတ်ကိုဒီလောက်ထိတက်ယူတာကတော်တော်လေးမှားတယ်အဲ့လိုတက်ယူတယ်ပဲထားပါတော့အပေါ်မှာရှိတဲ့ရီဆန်းရှင်ကမတ်မှာပျောက်ပေးတာတွေ မပေါ်တာတွေလှုပ်တင်နေအခုကမတ်အပေါ်အပြောက်ပိုင်းမှာအားနေတော့ရည်ဆန်ရှင်းပေါ်တာနဲ့ချက်ချင်းပဲ position အောက်နေတဲ့ grow ကိုအသေးလိုက်သွေးလျှော့တာအဲ့လိုမျိုးတာတဲ့မပေါ်ခင် grow သွေးလျှော့ခံလိုက်ရတော့ဘတ်တယ်ကဆိုင်မလို့လို့ပြန်ဘက်မလို့လို့နဲ့ asthma radar ကလည်းတက်မလာနဲ့ AI ဘက်ကစီစဉ်ထားတာတွေပြတ်သွားတာဒီနေရာမှာ thin seven နဲ့ AI ကွာသွားတာအဲ့ဒါပြ thin seven ကကြတော့အခုလိုမျိုးခါလီအောက်မှာ position အောက်နေတာတွေကျုံနေတာတွေဆိုရင်အပေါ်မှာ CK နဲ့ Farsa ကလုံးဝကိုမအပြောင်းနေပေးတာ Messi ရဲ့ Alice ကိုတိုင်ကလည်းသူ့ရဲ့ scale 1ကိုခြုံတွေပါတွေ vision မစစ်ဘူးအဲ့ဒီအပိုင်းတွေမှာ AI ကတော်တော်လေးအားနည်းသွားတယ်နောက်တစ်ပိုင်းအနေနဲ့ထပ်ပြီးတော့ပြောရမယ်ဆိုရင် AI eSport ရဲ့ Law Dance တွေရဲ့ decision making အခုလိုမျိုး Law Four နေတဲ့အချိန်အောက်လိန်ကိုကြည့်မယ်ဆိုရင် Asmara Radar ကခါလီရော Granger ရောကို ထိန်းထားပေးတဲ့ဒီလိုအချိန်မှာကြံတဲ့လေးကောင်က AI ဘက်ကလောက်ရမှာကဒီလော့ကိုကြံတဲ့လေးကောင်တကောင်ကောင်ဆက်ဆွဲပေးထားမယ်။ Thin 7ဘက်က position တိုးလာရင်၄ယောက်၃ယောက်ဗတယ်ချမယ်ပေါ့။ဒါပေမဲ့စိုးတာက Thin 7ကိုတိုင်ကလည်း Uranus တွေ Farsa တွေလုံးဝမတိုးလာဘူး။သူတို့ဘတ်ချန်းက safe ဆုံးမှာပဲနေတဲ့အဲ့ဒီ flicker ရှိတဲ့ CK ကိုတိုးပြီးဘိတ်ခိုင်းလိုက်တာ AI တော်တော်လေးကြောင်ပြောက်သွားတယ် လုံလတ်စာလော်ကြီးကိုထုတ်ပြီးတော့ CK အပေါ်အတန်းရှင်းအပြည့်ပေးလိုက်တာအဆိုးဆုံးပဲ CK ရဲ့ flick ကတကွက်ဗိတ်တာနဲ့ပဲတန်းပေါက်တွေ OP တွေ ပြန်ရောက်ပြီးတော့အကုန်ရှင်းသွားတာပဲအဓိကကအပေါ် fast tower သူများဟာလည်းမရထားဘူးကို့ဟာလည်းပေးထားရလို့ပါတယ်ဒါကတော့ game 1နဲ့ပတ်သက်ပြီးတော့ AI e-sport လိုအပ်ချက်အကြောင်းလေးတွေ game 2မှာလည်း hit ကအနေနဲ့တဖက်ကို Uranus ပေးထားရတဲ့အချိန် farsa ဖြတ်လို့ဖို့အခွင့်အရေးရှိတယ်ဒါပေမဲ့ သူကကြတော့ဒီ Uranus ကို Lunos နဲ့ပဲရှင်းချင်တာအဲ့ဒီအတွက်ခုနက draft အတိုင်းထပ်ပေးတယ်ခါးလီနေရာမှာခါလီယာပဲချိန်သွားတယ်သူတို့ကတော့ Golden Fighter ကိုပဲ Ruby ဖြစ်သွားတယ်ပေါ့လေဘာမှမထူးဘူး in game မှာ ခုနကပွဲတုံးကတော့ Alice ရှိတော့နည်းနည်းခံတာနေတာ အခုကကြတော့ buff ကပေးမဲ့ကောင်လည်းမရှိ ပြောမယ်ဆိုခါလီယာဆိုတာကလည်း aggressive လိုက်ချလို့ရတဲ့ရုံမာပဲလေပြီးတော့သူတို့စဉ်းစားလာတဲ့ ယူရိနပ်ဘတ်တိုက်ရင်အောက်ကအစိမ်းတွေနဲ့ပြန် trade မယ်ဆိုတာကလည်းအလုံးမဖြစ်ဘူးဖာစာတွေခါလီယာတွေကမိုဘလတီများတော့ဘာမှမထူးဘူးဗျာပြီးတော့တာတဲ့ဗတဲတွေမှာလည်းအခုလိုမျိုး goal line fighter နဲ့ရေလှိုင်းနဲ့တူတူလာချခြင်းတဲ့အသင်းကိုအလဲမှာတန်းပေါက်ကဖြတ်ပိတ်ပြီးဆော့သွားတာတကယ်ကောင်းတယ်ရုတ်တရက်ကြည့်မယ်ဆိုရင်တော့တန်းပေါက်တည်သွားတယ်ဒါပေမဲ့အသေးခံပြီးတော့ကိုတာတဲ့ယူသွားတာအဲ့ဒီရဲ့အကွက်ကတခါတည်းမဟုတ်ဘူး စကန်းတာတယ်မှာဆိုရင်လေတာတယ်ပေါ်ပြီမလား AI ဘက်က fighter goal line နဲ့ရေလိုင်းနဲ့လာပြီးတော့တာတယ်ပတယ်ချခြင်းနဲ့ဒါပေမဲ့ခုနကလိုပဲမင်းမာဖြတ်ပြီးတော့ခါလီယာနဲ့ pick off ပြီးပတယ်ဖြတ်ဆိုင်လိုက်တာအဲ့တော့ AI ဘက်က fighter နဲ့ငါးကောင်တာတယ်ချမယ်ဆိုတဲ့ game plan ကပျက်စီးသွားပြီလို့ပြောလို့ရတယ်ဒီမှာဆိုနောက်ဆုံးမှရီဆန်ရှင်ရောက်လာတာဘတ်တယ်ဆက်ရပ်တောင်တေချာမချလိုက်ရဘူး game 1ရော game 2ရော ်တင်းဆဲဖန်ကတော်တော်လေးကိုကောင်းခဲ့တယ် AI eSport ရဲ့ Fighter Go Lane Flow ကိုဘလို့ပြန်ဆောက်ရမလဲဆိုတာကောင်းကောင်းနားလေတဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲဗျအဆုံးထိကြည့်ရှုပေးတဲ့အတူတယောက်ချင်းစီတိုင်းကိုကျေးဇူးများအတင်ပါတယ်ကျွန်တော်ကတော့ KC ပဲဖြစ်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြတော့ဗောဘိုင်